။နောက်လုပ်ငန်းစဉ်နှစ်ကတော့ကျွန်တော်တို့ channel မျိုးမြင်မှာရရှိရင်အဲ့ဒီကိစ္စကကျွန်တော်တို့ channel မျိုးကအမြင်မျိုးမျိုးနဲ့ခေါ်တွင်နေကြတယ်။ဒါအခုပြောမစင်တော့ဗမာလိုပြောကြပါစို့။ချမ်းမမာလဲကျွန်တော်လူမျိုးရင်ညွှန်းလို့ဖြစ်တော့ချန်ကလေးမြေလချမ်းနော်နောက်ပြီးတော့ချန်နီအဲ့ဒါတွေကအစကျွန်တော်တို့ချန်ချန်စကားနဲ့ဆိုရင်လဲတိုင်းနီယံတိုင်းတိုင်း တိုင်းလိုင်းတိုင်းတိုင်းအဲ့ဒါတွေဘာသာပြန်ကြည့်မယ်ဆိုရင်ချမ်းနေအဲ့ဒီကိစ္စကြောင့်မို့ကျွန်တော်တို့2016ခုနှစ်မှာမလီမှာစီဝေတွေလောက်ပြီးမှတရားတန်ခါတွေကတန်ခိုးလူမျိုးတစ်မျိုးငုတ်လူမျိုးကိုတမျိုးတည်းခေါ်မလာဇင်းကောက်တဲ့ခါကျရင်လူကြီးစုစည်းနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒါညီလာခံကြီးကျင်းပပြီးမှဒါချမ်းနေလူမျိုးတို့ခေါ်ဆိုကြမယ်ဆိုပြီးမှတို့ကဒါဆုံးဖြတ်ခဲ့ကြတာရှိပါတယ်အဲ့ဒီဆုံးဖြတ်တဲ့ကိစ္စကိုလည်းကျွန်တော်တို့ပါတီအနေနဲ့ ပြည်တော်စုရင်းရှားညီလာခံ20ရာစုပင်လုံပထမအစည်းအဝေးမှာကျွန်တော်တို့တင်သွင်းခဲ့ပါတယ်။ဒါကတော့ကျွန်တော်လူမျိုးကိုတို့တမတ်တဲဆိုတဲ့အကြောင်းကျွန်တော်လူမျိုးတွေရဲ့ဆန္ဒအမှန်ကိုဒါ20ရာစုပင်လုံကြီးမှာကျွန်တော်ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါဥပဒေရတော့လွတ်တော်ထဲမှာပြောကြရမှာဖြစ်ပါတယ်။လွတ်တော်ထဲကနေမှအတီးပြုတ်လိုက်ပြီးဆိုရင်တော့ကျွန်တော်တို့ကင်ဆောင်ထားတဲ့မှတ်ပုံတွေမှာလူမျိုးဆိုတဲ့နေရာမှာယနေ့အချိန်မှာကျွန်တော်တို့ရှမ်းလို့ထည့်ထားကြတာလည်းရှိတယ်ရှမ်းမှာမှာထည့်ကြရတာလည်းရှိတယ် ဗမာထက်ဖြစ်သွားတဲ့ဥစ္စာတွေရှိပါတယ်လူမျိုးကတော့ရှားမယ်ဒါပေမဲ့အမှတ်ပုံတွေထဲမှာဗမာဖြစ်နေတာတွေရှိပါတယ်အဲ့ဒါတွေအကုန်လုံးကလွတ်တော်မှာကျွန်တော်တို့အဆူအောင်မြင်သွားပြီဆိုရင်ကျွန်တော်တို့ဒီလူမျိုးဆိုတဲ့နေရာမှာရှားနေလို့ထဲခွင့်ရမှာဖြစ်ပါတယ်အဲ့ဒီထဲခွင့်ရဖို့ရေးကိုကျွန်တော်လွတ်တော်မှာတင်ခြင်းပါတယ်ဒါကြောင့်မို့ရှားနေလူမျိုးများအားလုံးအနေနဲ့ဒီကိစ္စကိုလည်းအမျိုးသားရေးတာဝန်တရအနေနဲ့ကျွန်တော်တို့ပါတီကိုမဲထည့်ပေးကြဖို့မြေတားရက်ခံခြင်းပါတယ် ီကျွန်တော်တို့ဒီလွတ်တော်တွေရောက်ခွင့်ရင်ကိုယ့်လူမျိုးအမြင်မှရရှိရေးကိုလည်းကျွန်တော်တို့စွမ်းကိုစူးစမ်းပါမယ်အခြားလူမျိုးစုကိုလည်းကျွန်တော်စီးရုံးပါမယ်လွတ်တော်တဲ့အဆိုအောင်နာနဲ့တပြိုင်တည်းဒါကျွန်တော်တို့ချမ်းသာလူမျိုးဆိုတာကတော့ပေါ်ထွက်လာမှာဖြစ်ပါတယ်အဲ့လူမျိုးစုပေါ်ထွက်လာတဲ့အခါကြားမှာဒါကျွန်တော်တို့ကတိုင်းရင်းသားအခွင့်အရေးတွေကိုပြောဆိုလို့ရမှာအခုနိုင်ငံတော်ကြီးကအချွေဒါ ရွှေ့နေပါပြီဒီဒီမိုကရေစီနဲ့ဖဲရဲပြည်တော်စုကိုတွားဖို့ရှေ့လန်းစတင်လမ်းနေပါပြီဒီရွေးကောက်ပွဲရဘန္ဓမာရှေ့လန်းလို့ကျွန်တော်အနေနဲ့ပြောခြင်းပါသူလမ်းတဲ့ခါမှာကျွန်တော်တို့ကမလိုက်နိုင်ခဲ့ဘူးဆိုတော့နောက်ကောက်ကြတာပါလိမ့်မယ်ဒါနောက်ကောက်ကြတာလည်းငဲ့ပြီဆိုရင်တော့ကျွန်တော်တို့ကတော်တော်နဲ့လိုက်လို့ပြီးတော့မှာမဟုတ်ဘူးကျွန်တော်တို့တင်ကားစာ ရခဲ့ပါပြီ1948ခုနှစ်ခုနှစ်ဖွဲ့စည်းပုံဆွဲတဲ့ခါမှာကျွန်တော်တို့လည်းမပြောနိုင်မဆိုနိုင်ခဲ့တော့ကြကြောင့်မို့ကျွန်တော်တို့ရဲ့ဖိုးဖွားပိုင်နေနမိတ်ကြီးကကချင်ပြည်နယ်ထဲမှာတတ်မှတ်ခံခဲ့ရပါတယ် အဲ့ဒါလည်းတင်ကားစာယူကြပါကျွန်တော်ချမ်းနေနေမျိုးများအားလုံးကျွန်တော်အဖိုးဖွားတွေအနေနဲ့ဒီကိစ္စကိုလူမိမစူးစမ်းကြတဲ့အခါကျတော့တရားမှုမရှိခဲ့တော့ပါဘူးတရားမှုမရှိတဲ့အခါကျတော့သူတို့တွေကတော့သူတို့လုပ်ငန်းတာဝန်ကြီးအောင်သူတို့ဆောင်ရွက်သွားကြပြီယင်းနေ့နိုင်ငံရေးအပြောင်းလဲဖြစ်တဲ့အခါမှာကျွန်တော်တို့လူမျိုးတွေစုစည်းကြပါညီညွတ်ကြပါခုလူမျိုးတက်ကိုအင်မတန်ရည်ကြီးတဲ့အချိန်ကိုရောက်နေပါပြီဒီလိုနိုင်ငံရေးအပြောင်းလဲမျိုးဆိုတာတော်တော်လေးနဲ့ နှစ်ပေါင်းတရာကြာမှကြုံရင်လည်းကြုံမယ်မကြုံရင်လည်းမကြုံဘူးအခုကြုံကြိုက်တုံးမှကျွန်တော်တို့အနာဂတ်မျိုးဆက်တစ်တွေတက်ကိုကျွန်တော်တို့တမိုင်းမျက်နှာလတ်လာလေးတွေစာမျက်နှာလတ်လာလေးရေးထားကြရအောင်59ကကိစ္စကိုတင်ကားစာယူပြီးမှကျွန်တော်လူမျိုးတွေကျွန်တော်တို့ပါတီကိုမဲထည့်ပေးပါကျွန်တော်လွတ်တော်ထဲမှာကျွန်တော်ဆောင်ရွက်ပါမယ်နိုင်ငံရေးရစကားပြောပါမယ်နိုင်ငံရေးကိုလက်နက်နီးနဲ့ဖြည့်ချင်းချင်းကတွေးတဲ့တိုင်ရမှုများပြီးမှဒါလုံးအောင်မြင်မှမအောင်မြင်မှုဆိုတာမတိကြပါဘူးကျွန်တော်တို့ဒီမှာ လွတ်တော်တွေမှာပြောဆိုကြမယ်ဥပဒေပေါင်းတွေကဆိုကြပြောကြမယ်ဆိုရင်တွေးတက်တန်ယုံမှုမရှိဘဲနဲ့အပြောင်းလဲတစ်ခုကိုကျွန်တော်တို့ရသွားနိုင်ပါလေဒါကြောင့်မို့ကျွန်တော်တို့ချမ်းဒီလူမျိုးများဒီကြိမ်မှာညီညီညွတ်ညွတ်နဲ့ယုံယုံကြည်ကြည်နဲ့ကျွန်တော်တို့ပါတီကိုမဲ့ထည့်ပေးကြဖို့ကျွန်တော်အနေနဲ့မေတ္တာရခံလို့